တနစ်တာတမချန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် တတိယဆောင် အခန်းကြီး7မှ73ထိဖြစ်ပါတယ်။ဓမ္မရာဇဝင် တတိယဆောင် အခန်းကြီး7တာဝရဖျားကိုရှောလမုံကြောခိုင်းခြင်းရှောလမုံဝင်ကြီးသည်ဖာရောဘုရင်ဤတမိမတပါဤတည်လာအမျိုးသားမဟုတ်တော့ မောဘအမျိုးအမုံမျိုးအီဒုံမျိုးဇီဒုံမျိုးဟိတ်တီအမျိုးသားမိမအများတို့ကိုချစ်တတ်၏။ထာဝရဖရာကတင်တို့သည်တပါးမျိုးသားတို့နှင့်ဆုံးဖက်ခြင်းကိုမပြုရ။အကယ်စင်စစ်သူတို့သည်မိမိတို့ဖရာများနောက်သို့တင်တို့၏စိတ်နှလုံးကိုလွဲစေကြလိမ့်မည်ဟုဣတရီလအမျိုးသားတို့အားမိန့်တော်မူတော်လဲ။ရှောလမုန်သည် တပားမျိုးသားမိမတို့ကိုတတ်မှတ်တော်စိတ်ရှိ၏မင်းသမီးဖြစ်သောခင်မွန်း900မောင်မမိတ္တန်300ရှိ၍သူတို့သည်စိတ်နှလုံးတော်ကို လွဲစေကြ၏ရှောလမုန်သည်အသက်ကြီးသောအခါမိမများတို့သည်စိတ်နှလုံးတော်ကိုအခြားတစ်ပါးသောဖျားနောက်သို့လွဲစေသည်ဖြင့်စိတ်နှလုံးတော်သည်ခမဲတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားရှိတော်၌စုံလင်ခြင်းမရှိစီတုံနဲ့သမီအာရှထွက်ယောရှာဖွယ်သော အမုံဘုရားမိလက်ကုံနောက်သို့လာ၍ခမဲတော်ဒါဝိကဲ့သို့ထာဝရဘုရား၌လုံလုံမစိကက်ရှိတော်၌ဒူးစရိုက်ကိုပြုလေ၏ထိုအခါရှောလမုံသည်ယောရှာဖွယ်သောမောဘဘုရားခေမူးရှာနှင့်ယောရှာဖွယ်သော အမုံဘုရားမောလုတ်ဖို့ယေရုရှလင်မြို့ရှိတော်၌ရှိတော် တောင်ပေါ်တွင်ဂုံးတို့ကိုတီလေ၏မိမိတို့ဖျားအားနန္တာပေါင်းကိုမီရှို၍ရစ်ပူဇော်သောတပားမျိုးသားခင်မွန်းအပေါင်းတို့အဖို့ထိုတို့ပြု၏အခြားတပားသောဖျားနောက်သို့မလိုက်ရမည့်အကြောင်းပြည့်ညက်တော်မူသောဖျားနှစ်ကြိမ်ထင်ရှားတော်မူသောဤတေလာအမျိုး၏ဖျားသခင်သာဝရဖျားထံတော်မှရှောလမုန်သည်စိတ်နှလုံးလွှဲသွား၍ မာထားတော်မူသောစကားကိုနားမထောင်သောကြောင့်ထာဝရဘုရားအမျက်ထွက်တော်မူလျက်တင်းဒီဤသူပြု၍ငါဖွဲ့သောဗတိန်ညင်နှင့်ငါမာထားသောတရားကိုမဆောင်ဘဲနေသောကြောင့်နိုင်ငံတော်ကိုတင်းလက်မှငါဆက်ဆက်နှုတ်၍တင်းကြုံအားပေးမိတို့ရရင်တင်းအဖာဒါဝိဤမျက်နှာကိုထောက်၍တင်းလက်ထက်၌ငါသီးခံအောင်မည် တင်ဤသားလက်မနိုင်ငံတော်ကိုနှုတ်မည်ထို့တော်လည်းတနိုင်ငံလုံးကိုမနှုတ်ငါဂျုံဒါဝိနှင့်ငါရွေးကောက်တော်ယေရုရှလင်မြို့ကိုထောက်၍တင်သားအားခရိုင်တစ်ခရိုင်ကိုငါပေးမည်ဟုရှောလမုံအားမိန့်တော်မူ၏ရှောလမုံ၏ရန်သူများထိုနောက်ထာဝရဘုရားသည်ရှောလမုံ၌ရံပက်ပြုတော်သူအီဒိုမျိုးသားဟာတက်ကိုနှိုးဆော်တော်မူ၏ ိုသူသည်အေဒုံရှင်ဘရင်အမျိုးဖြစ်၏အထက်ကဒါဝိဒ်သည်အေဒုံပြည်၌ရှိ၍ဘူချုပ်ရွာပါသည်အေလုံမျိုးသားယောက်ျားပေါင်းလို့ကိုပယ်ဖြတ်မည်ဟုဣတရေလလူပေါင်းလို့နှင့်အေဒုံပြည်၌၆လနေပြီးမှအတေကောင်များကိုမြေ၌မြုပ်စေခြင်းကသွားစဉ်အခါဟာတက်သည်အတတ်ငယ်လျက်ပင်အဖာဤကျွန်းအေဒုံမျိုးသားအချို့တို့နှင့်အတူ ်အေကုတ်တူပြည်သူရောက်အောင်ပြေး၏မိကြံပြည်မှထွက်၍ပါယံပြည်သူရောက်လေ၏တဖန်ပါယံပြည်သားချို့တို့ကိုခေါ်၍အေကုတ်တူပြည်အေကုတ်တူဖာရောဘရင်ထံသို့ရောက်လေသောထိုမင်းသည်အိမ်နှင့်မြေကိုပေး၍ကျွေးမွေးလေ၏ဖာရောဘရင်သည်ဟာတကူအလွန်ချစ်၍မိမိခင်ပွန်းမိဖုရားတာပနတ်ဤမြမကိုပေးစား၏ တာပနက်ဤမြမသည်တာကေနုဘက်ကိုဖွားမြင်၍တာပနက်သည်နန်းတော်၌နှုတ်ခွာသဖြင့်ဂေနုဘက်သည်နန်းတော်၌ဖာရောဘုရင်ဤသားများနှင့်အတူနေ၏ဒါဝိဒ်သည်ဘိုးဘီတို့နှင့်အိပ်ပျော်ကြောင်းနှင့်ဘိုးချုပ်မင်းယောဘတိချောင်းကို ဟာတတ်သည်အေဂုတ်တူပြည်၌ကြားသောအခါအကျုံမုတ်သည်ကိုပြည်တို့ပြန်သွားရသောအခွင့်ကိုပေးတော်မူပါဟုဖာရောဘုရင်အားတောင်းပန်လေ၏ သာရောဘုရင်ကတင်သည် ကိုပြည်တို့ပြန်ကျင်သောစိတ်ရှိမြေအကြောင်းနာထံမှာအဘေရာလူသေးသည်ဟုမေးသောအဘေရာမျက်မလူပါသို့တော်လဲသွားရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်ပြန်လေ၏ရှောလမုန်၌ရံပက်ပြုတော်သူတခြားအီလီယာဒတာရေစုံကိုဖျားသခင်နှိုးဆော်တော်မူ၏ထိုသူသည် မိမိတခင်ဇောဘမင်းကြီးဟာရဒေဇာထံမှပြေး၍လူများကိုစူဝေးစေသဖြင့်ဒါဝိမင်းလှုပ်ကြံသောအခါဗိုလ်ချုပ်လှုပ်လေ၏တဖန်ဓမ္မတက်မျိုးတို့တွား၍မင်းပြုလျက်နေ၏ဟာဒနောက်ဆက်သောအမှုမှတပါ ထိုသူသည်ရှောလမုံလက်ထက်ကာလပတ်လုံးဤတေယီလာအမျိုးကိုရံဘက်ပြု၏ရှူဤပြီကိုအစိုးရ၍ ဤတီလာအမျိုးကိုဆက်စုပ်ယွန်းရှာဤရှိရောပေါအတွက်ဂတိတော်ထုံမတပါရှောလမုံဤချွတ်တယောက်အီဖရိမျိုးဇေယရရွာသားနေဘဤသားရေရောပေါဒီလေရှင်ဘရင်ကို ပုံကံဤသူဤအမိသာဇေရွာအမိရှိသော မုတ်ဆိုးမတီရှင်ဘရင်ကို ပုံကံသော အကြောင်းဟုမူကားရှောလမုံဤ မိလောမျိုးကိုတီး၍ခမဲတော်ဒါဝိဤမျိုးရိုးပြက်ကိုပြုပြင်တော်ခါရေရောပေါင်သည်ခွန်အားကြီးသောသူရဲ့ဖြစ်၏ကျိုးစားအထုတ်တတ်သောလူလင်ဖြစ်ကြောင်းကိုရှောလမုံသည်မြင်လျင်ရောသက်မျိုးဆောင်ရွက်ရသော အမှုရှိသမျှကို အုပ်စီခြင်းကခံထားတော်မူ၏တယံယောခါရေရောပေါင်သည်ယေရုရှလင်မြို့ပြင်သို့ထွက်သွားသည်ရှိသော ရှီလောမြို့သားအဟိယာသည်ဝိလုံတင့်နှင့်ကိုကိုခြုံလျက်ရေရောပေါင်ကိုကြိုဆို၍လေပြင်း၌ထိုသူနှစ်ယောက်တည်းရှိစဉ်ခါအဟိယာသည်မိမိဝတ်တော်ဝိလုံတစ်ကိုကန်၍ဆက်နှပိုင်းဆုပ်ဖြတ်ပြီးလျှင်ရေရောပေါင်အားဤစေပိုင်းကိုယူလော့ဤတည်လာအမျိုးဤဖျားသခင်ထာဝရဖျားမိတ်တော်မူသည်ကားနိုင်ငံတော်ကိုရှောလမုံလက်မငါနှုတ်၍ ခရိုင်စေခရိုင်ကိုတစ်အားပေးမိငါဂျွန်ဒါဝိတ်အတွက်ဣတရီလာခရိုင်များတို့တွင်ငါယူကောက်သောယေရုရှလင်မြို့အတွက်ရှောလမုန်ဒီတခရိုင်ကိုယူရ၏စေခရိုင်ကိုနှုတ်ရသော အကြောင်းဟုမူကားငါကိုဆွံ့၍ဇီဒုံနတ်သမီး အာရှတို့မောဘဖျားခင်မှုရှက်အမုံဖျားမိလကုံတို့ကိုကိုးကွယ်သဖြင့်အဖဒါဝိတ်ကဲ့သို့နာရှိ၌မှန်သောတရား ငါစီရင်ထုံးဖွဲ့ချက်တို့ကိုစောက်ရှောက်ချင်းမှာငါလန်တို့တို့မလိုက်တို့ရရင် နိုင်ငံတော်ကို သူဤလက်မငါမနှုတ်သေးငါရွေးကောက်၍ငါပညာတရားတို့ကိုစောက်ရှောက်တော်ငါဂျုံတာဝိတ်အတွက်တာလျှောလာမုံဒီတတလုံးစိုးဆန့်စေခြင်းကငါအခွင့်ပေး၏ရှောလာမုံဤတာလက်မနိုင်ငံတော်ကိုနှုတ်၍ဆေခရိုင်ကိုတည်အားငါပေးမည် နတ်နမတီးရဖို့ငါရွေးကောက်သောယေရုရှလင်မြို့တွင်နတ်ရှိမှာငါကျွန်တော်ဝိဤမိခွက်သည်အစင်ထွန်းလင်းလျက်ရှိစေခြင်းမှာရှောလမုန်တာအားတခရိုင်ကိုငါပေး၏တင့်ကိုငါရွေးယူ၍တင်သည်ကိုလိုဆန္ဒပြည့်စုံစေခြင်းမှာစိုးဆန်လျက်ဣတရီလအမျိုးတွင်မင်းပြူရ၏တင်သည်နာမထားသမျှကိုနားထောင်၍ ငါကြုံဒါဝိပုတကယ်သူငါဤလမ်းတို့သို့လိုက်လျက်ငါရှိ၌မှန်သောတရားငါစီရင်ချက်ပညာများကိုစောက်ရှောက်လျင်တင်းနှင့်အတူငါရှိ၍ဒါဝိအဖို့မြင်းမြန်သောအိမ်ကိုစောက်သည်နီးတူတင်းအဖို့စောက်၍ဤတည်လာနိုင်ငံကိုငါပေးမည်ဤအကြောင်းကြောင့်ဒါဝိမင်းမျိုးကိုငါနှောက်ရမည်တို့ရတွင်အစင်နှောက်ရမည်မဟုတ်ဟု မိတော်မူကြောင်းကိုစင့်ဆို၏ရှောလမုန်သည်ရေရောပေါင်ကိုတက်မိဟုအာထုတ်သည်ရှိသောရေရောပေါင်သည်ထား၍အေဂုတ်တုပြီအေဂုတ်တုရှင်ဘရင်ရှိဆက်ထံသို့ပြေးသည်ဖြင့်ရှောလမုန်တည်တည်တိုင်အောင်အေဂုတ်တုပြီ၌နေလေ၏ရှောလမုန်ကိုယ်လုံးချင်းရှောလမုန်ပြုမှုသောအမှုအရာကျွင်းလေသည်များနှင့်သူ၏ပညာစကားသည် ။ရှောလမုံဝတ္ထု၌ရေးထားလျက်ရှိ၏။ရှောလမုံသည်ယေရုရှလင်မြို့၌နေ၍ဣတရီလနိုင်ငံလုံးကို အနှစ်၄၀စိုးစံပြီးမှဘိုးဘေးတို့နှင့်အိပ်ပျော်၍ခမဲတော်ဒါဝိမျိုး၌တချို့ချင်းကိုခံလေ၏။တားတော်ရောပေါင်သည် ခမဲတော်အရာ၌နန်းထိုင်၏။ဓမ္မရာဇဝင် တတိယဆောင် အခန်းကြီး၁၂မြောက်ပိုင်းတွင်များပုံကန်ခြင်း ဣတေလအမျိုးသားအပေါင်းတို့သည်ဘောပေါံကူရှင်ဘရေအရာ၌ချင်းမြောက်ခြင်းကရှေခင်မျိုးတို့တွားကြ၍သူသည်လည်းတွား၏ရှောလမုံမင်းကြီးထံမှအေကုတ်တုပြည်သူပြည်တော်နေဘက်ဤသားယေရောပေါံသည်ထိုတရင်ကိုကြား၍အေကုတ်တုပြည်မှပြန်လာ၏ဣတေလလူတို့သည် သူထံသို့လူကိုဆေလွတ်၍ခေါ်သည်ဖြင့်စီဝေသောပရိသတ်အပေါင်းတို့သည် ူနှင့်အတူရောပေါန်ထံသို့ဝင်လျက်ခမဲတော်သည်ကျွန်တော်တို့၌လေးသောတပိုးကိုတင်ပါပြီခမဲတော်ထံမှပင်မန်းစွာဆောင်ရွက်ရသောအမှု တင်တော်မူသောတပိုးလေးကိုပို့စေတော်မူပါထို့သောပြုတော်မူလျင်ကျွန်တော်တို့သည်အမှုတော်ကိုထမ်းပါမည်ဟုလျှောက်ဆိုကြ၏ရောပေါန်ကလည်းတင်တို့သွားကြဦးလော့၃ရက်လုံးမှ တဖန်လာကြဦးလို့ဟုမိန့်တော်မူလျင် သူတို့သည်တွားကြ၏ထိုအခါရောပေါင်မင်းကြီးသည် ခမဲတော်ရှောလမုံ အသက်ရှင်စဉ်ခါအထံတော်၌ခါစားသောအသက်ကြီးသူတို့နှင့်တိုင်ပင်၍ဤသူတို့အားငါပြန်ပြောရမည်အကြောင်းအဘယ်တို့အကြံပေးကြမည်နည်းဟုမေးတော်သူတို့ကကိုတော်သည်ယနေ့ဤသူတို့၏ဂျုံခံလျက်သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့်ပြန်ပြောတော်မူလျင်သူတို့သည်အစဉ်ကိုတော်ဤကျွံခံကြပါလိမ့်မည်ဟုလျှောက်ထားကြ၏အသက်ကြီးသူတို့ပေးသောအကြံကိုရောပေါင်သည်မလိုက်ခါစားမြဲခါစားသောမိမိတငယ်ချင်းတို့နှင့်တိုင်ပင်လျက်ဖီသားတို့ကခမဲတော်တင်သောတပိုးကို ပေါ်စီတော်မူပါဟုလျှောက်ဆိုကြသည်ဖြစ်၍သူတို့အားငါပြန်ပြောရမည်ကြောင်း အဘယ်တို့အကြံပေးကြမည်နည်းဟုမေးတော့ထိုတငယ်ချင်းလူလင်တို့ကခမဲတော်သည်ကျွန်တော်တို့၌တပိုးကိုလေးစေပါပြီပော့စီတော်မူပါဟုရှောက်တော်ကီတာတို့အားကိုတော်ကငါလက်တန်းသည်ငါခမဲတော်ခါထက်တာ၍ကြီးလိမ့်မည်ငါခမဲတော်သည်တင်းတို့အပေါ်မှာလေးတော်တပိုးကိုတင်းလီပြီငါသည်လည်းထက်၍တင်းအုံးမည်ငါခမဲတော်သည် တင်တို့ကိုကြိမ်လုံးနဲ့ရိုက်လီပြီးငါဒီလဲကိမီကောင်းနဲ့ရိုက်ဥမီဟုပြန်ပြောတော်မူပါဟုရှောက်ထားကြ၏ရှင်ဘရင်ကသုံးရမြောက်သောနေ၌တခံလာကြဦးလို့ဟုနေရက်ကိုချိန်ချက်သည့်အတိုင်းသုံးရမြောက်သောနေ၌ရေရောပေါင်နှင့်လူပေါင်းတို့သည်ရောပေါင်ထံသို့ရောက်လာကြ၏ရှင်ဘရင်သည်အသက်ကြီးသူတို့ပေးသောအကြံကိုမလိုက် ်လူပြိုတို့ပေးသောအကြံကိုလိုက်လျက်ငါခမဲတော်သည်တင်းတို့အပေါ်မှာလေးသောတပိုးကိုတင်းလေပြီငါသည်လည်းထက်၍တင်းဦးမည်ငါခမဲတော်သည်တင်းတို့ကိုချိန်လုံးနှင့်ရိုက်လေပြီငါသည်လည်းကိမီကောက်နှင့်ရိုက်ဦးမည်ဟု ကျန်းတန်းစွာပြန်ပြောတော်မူ၏ရှင်ဘရင်သည်ပိသားတို့၏စကားကိုနားမထောင်ရသည့်အကြောင်းကားထာဝရဖျားသည့ ရှီလောမျိုးသားဟိယအဖြစ် နေဘက်ဤသားယေရောဘောင်အားမိတော်မူသောစကားကိုပြေဆုံးစေတော်မူမီအကြောင်းဒီဤတေလအမျိုးသားအပေါင်းတို့သည် ရှင်ဘရင်နားမထောင်ကြောင်းကိုသိမြင်လျင်ငါတို့သည်ဒါဝိနှင့်အဘယ်သို့ဆက်ဆံသနည်းရေရှဲဤသားနှင့်အဘယ်သို့အမွေခံရသည်သနည်းအိုဤတေလအမျိုးသင်တို့နေရာသို့သွားကြအိုဒါဝိဒ် တင်းဤအိမ်ကိုကြည့်ရှုလို့ဟုရှင်ဘရင်အားပြန်ပြောလျက်ဤတေလာလူတို့သည်မိမိတို့နေရာသို့ပြန်သွားကြ၏တို့ရာတွင်ယူဒာမျိုးရွာတို့၌နေသောဤတေလာလူတို့ကိုရောပေါင်သည်အုပ်ဆိုးရသည်၏ထိုအခါရောပေါင်မင်းကြီးသည်အခွန်တော်ဝင်အတော်နိယံကိုဆေလွတ်၍ဤတေလာလူပေါင်းတို့သည် သူကိုတေအောင် ကြောက်ခဲနေပြစ်ကြ၏ရောပေါင်မင်းကြီးသည်ယထာတော်ကို အလျင်မြန်တက်၍ယေရုရှလင်မြို့သို့ပြေးလေ၏ထို့သောဣတရေလအမျိုးသည်ယနေ့တိုင်အောင်ဒါဝိမင်းမျိုးကိုပုံကန်ကြ၏ရှိရောပေါင်ပြန်လာကြောင်းကိုဣတရေလအမျိုးသားအပေါင်းတို့သည်ကြားသောအခါလူကိုစေလွှတ်၍ရှိရောပေါင်ကိုစီဝေးရပရိသတ်ထံသို့ခေါ်ပြီးလျှင် ဤတေလအမျိုးကိုကုပ်ဆိုးသော ရှင်ဘရင်အရာ၌ချင်းမြောက်ကြ၏ယူဒအမျိုးမှတပါအဘယ်မျိုးမြဒါဝိမင်းမျိုးတို့မစိကက်ပရောဖက်ရှိမာယပြန်ကြသည့်ပြာဒိတ်တော်ဂောပောင်သည်ယေရုရှလင်မြို့သို့ရောက်သောအခါဤတေလအမျိုးကိုစစ်တိုက်၍နိုင်ငံတော်ကိုရှောလမုန်ဒါရောပောင်လက်သို့ရောက်ပြန်စေခြင်းမှာဗိယမေအမျိုးနှင့်တကွာ ယူဒအမျိုးသားအပေါင်းတို့နှင့်ရွေးချယ်သောစစ်သူရဲ့တသိန်းရှစ်တောင်းလို့ကိုစုဝေးစေ၏တို့ရတွင်ဖျားသခင်၏နှုတ်ကပတ်တော်သည်ဖျားသခင်၏လူရှိမာယာတို့ရောက်၍တင်သည်ရှောလမုန်သာယူဒရှင်ဘရင်ရောပေါင်နှင့်ယူဒမျိုးဗိယာမိတ်အမျိုးသားများကြံ့ကျွင်းသောသူများတို့အားထာဝရဖျား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ တင်တို့ညီကိုဖြစ်တော်ဤတေလအမျိုးသားတို့ကိုစစ်တိုက်ခြင်းမှာချီ၍မတော်ကြနဲ့လူပေါင်းတို့ကိုနေရာတို့ပြန်သွားကြလော့ဤအမှုသည်နာခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား၏စကားတော်ကိုနားထောင်၍စကားတော်အတိုင်းပြန်သွားကြ၏ဖျားသခင်ကိုရေရောပေါင်ကြောခိုင်းခြင်းထို့နောက်ရေရောပေါင်သည် အဖရင်တောင်ပေါ်မှာရှေခင်မြို့ကိုတည်၍နေရာချဤထုံမြို့မှသွား၍ပင်ရွေလမြို့ကိုလည်းတည်ဤရေရောပေါင်ကဤနိုင်ငံသည်ဒါဝိမင်းမျိုးလက်သို့ပြန်ကောင်းပြန်လိမ့်မည်ကီသားတို့သည်ထာဝရဖရာဤဘိမှန်တော်၌ရစ်ပူဇော်ခြင်းကယေရုရှလင်မြို့သို့သွားလေသူတို့စိတ်နှလုံးသည် မိမိတို့သခင်ယူဒရှင်ဘရင် ရောဘောင်ဘက်သို့ပြောင်းလဲ၍နာကိုတက်ပြီးမှယူဒရှင်ဘရင် ရောဘောင်ဘက်သို့တပံဝင်စားကြလိမ့်မည်ဟု အောက်မေ့သောကြောင့်သူတစ်ပါးနှင့်တိုင်ပင်၍ရွှေနွားတငယ်နှကောင်ကိုလှုပ်ပြီးလျင်တင်တို့သည်ယေရုရှလင်မြို့သို့တွားရသော အမှုခတ်လာ၏။ကိုဤတည်လာအမျိုးတင်တို့ကိုအဲကုတ်တုပြည်မှနှုတ်ဆောင်သောဖျားတို့ကို ကြည့်ရှုကြလောဟုဆိုလျက်ဗေဒလာမျိုး၌တကောင်းဒံမျိုး၌တကောင်းကိုထားသဖြင့်ပြမစရာအကြောင်းကိုပြုလေ၏ပြည်သားတို့သည်နွားတငယ်ကိုကူးကွယ်ခြင်းကဒံမျိုးတိုင်အောင်တွားတက်ကြ၏ရေရောပေါင်သည်လည်းမြင့်သောအရက်ပေါ်မှအိမ်ကိုဆောက်၍လေဝိသားမဟုတ်သောတာမညာလူတို့ကိုယေပရောဟိတ်အရာ၌ခံထားလေ၏ဗေဒလာမျိုးတွင်ပွဲလုပ်ခြင်း ယူဒပြည်၌ခံတော်ပွဲကဲ့သို့အထမလ15ရက်နေ့တွင်ပွဲကိုစီရင်၍ရစ်ပလင်ပေါ်မှပူဇော်၏ထိုတို့ဘေဒလာမြို့၌စီရင်၍မိမိလုပ်သောနွားတငယ်တို့အားရစ်ပူဇော်၏မြင့်သောအရ၌ခံထားသောရစ်ပရောဟိတ်တို့ကိုလည်းဘေဒလာမြို့မှနေရာချ၏ထိုတို့ကိုအလိုလျောက်ချင်းချက်သောအထမလ15ရက်နေ့တွင် ေဒလာမျိုး၌မိမိလုသောရှစ်ပလင်ပေါ်မှပူဇော်၏ဣတရီလာအမျိုးသားတို့အားပွဲကိုလည်းစီရင်၏ရှစ်ပလင်ပေါ်မှရစ်ပူဇော်၍နန္တာပေါင်းကိုမိရှု၏ဓမ္မရာဇဝင် တတိယဆောင်အခန်းကြီး73ယူဒပြည်မှဖျားသခင်၏လူထိုအခါယေရောပေါင်သည်နန္တာပေါင်းကိုမိရှုခြင်းကရစ်ပလင်နာမှရက်နေစဉ်တွင် ဖျားသခင်ဤလူတယောက်သည်ထာဝရဖျားဤနှုတ်ကပတ်တော်တိုင်ယူဒပြည်မှဘေးတလားမျိုးတို့ရောက်လာ၍ထာဝရဖျားဤနှုတ်ကပတ်တော်တိုင်ယစ်ပလင်တဖန်၌ကြွေးကြော်လျက်ကိုယစ်ပလင်ယစ်ပလင်ထာဝရဖျားမိန်တော်မူသည်ကားဒါဝိမင်းမျိုး၌ယောရှိအမည်ရှိသောသူကိုဖွားမြင်လိမ့်မည်တဲ့အပေါ်မှာနန္တာပေါင်းကိုမိရှု၍မြင့်သောအရ၌ ရစ်ပရောဟိတ်လို့တော်သူတို့ကိုထိုသူသည်တင့်အပေါ်မှာပူဇော်၍လူတေအယိုးတို့ကိုမီးရှို့လိမ့်မည်ဟု မိတော်မူကြောင်းကိုဆင့်ဆို၏ထိုနေ့ချင်းတွင် ပုပ္ပနမိတ်ကိုလည်းပေး၍သာဝရဖျားမိတ်တော်မူသော ပုပ္ပနမိတ်ဟုမူကားရစ်ပလင်သည်ကွဲ၍ပလင်ပေါ်မှာရှိသောပြလဲယူကြလိမ့်မည်ဟုဟောလေ၏ထိုသို့ဖျားသခင်၏လူသည် ဗီတလာမျိုးရစ်ပလင်တဖက်၌ကြွေးကြော်သောစကားကိုရေရောပေါင်မင်းကြီးသည်ကြားလျင်ရစ်ပလင်ပေါ်မှာရှိသောမိမိလက်ကိုဆန်၍ထိုသူကိုဖမ်းဆီးကြဟုဆိုလျက်ဆန်သောလက်သည်တွေးချောက်၍နောက်တဖန်မယုံနိုင်ဖျားသခင်ဤလူသည်ထာဝရဖျားဤနှုတ်ကပတ်တော်အတိုင်းပြီးသောပုပ္ပနမိတ်နှင့်အညီရစ်ပလင်ကိုယ်၍ပြာသည်လဲပလင်ပေါ်ကယူကြလေ၏ ရှင်ဘရင်ကလည်းငါလက်၌ရောက်သောယောဂကိုပျောက်စေမည်ကြောင်းငါအတွက်ပထနာပြု၍တည်ဖျားသခင်ထာဝရဖျားရှိတော်၌တောင်းပန်ပါလောဟုဖျားသခင်၏လူကိုပြောဆို၏ဖျားသခင်၏လူသည်ထာဝရဖျားကိုတောင်းပန်သဖြင့်ရှင်ဘရင်လက်သည်ယောဂပျောက်၍ပဂတိအတိုင်းဖြစ်လေ၏ရှင်ဘရင်ကလည်းငါနှင့်အတူလိုက်၍အားဖြစ်လော့ ်လက်ဆောင်ပေးမိဟုဖျားသခင်ဤလူအားဆိုလျင်ဖျားသခင်ဤလူကနန်းတော်တော်ဝတ်ကိုပေးတော်လဲတင်းနှင့်အတူငါမလိုက်ဤအရ၌မုတ်ကိုမစားရေကိုလည်းမတောက်ရထာဝရဖျားဤနှုတ်ကပတ်တော်ကမုတ်ကိုမစားနှင့်ရေကိုမတောက်နှင့်လာတော်လမ်းဖြစ်မပြန့်နှင့်ဟုနာအားပညတ်တော်မူပြီးဟုရှင်ဘရင်အားပြောဆို၏ ထိုနောက်ဘေတလာမျိုးတို့လာသောလမ်းကိုရှောင်၍အခြားသောလမ်းဖြင့်ပြန်သွား၏ဘေတလာမျိုးရှိပရောဖက်ဦးကြီးထိုကာလ၌ဘေတလာမျိုးတွင် အသက်ကြီးသောပရောဖက်တစ်ယောက်ရှိ၏သူ၏သားတို့သည်လာ၍ဖျားသခင်၏လူသည်ထိုနေ့၌ဘေတလာမျိုးမှပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသောစကားများကိုအဖအားပြန်ကြားလျင် ယူဒာပြည်မှလာသောဖျားသခင်၏လူသည်အဘယ်လမ်းဖြင့်ပြန်သွားသည်ကိုမြင်ကြသောကြောင့်အဖကထိုသူသည်အဘယ်လမ်းဖြင့်ပြန်သွားသည်ဟု မေးပြီးလျှင်မိကိုကုန်းတင်ကြလော့ဟုဆိုသည့်အတိုင်းသားတို့သည်မိကိုကုန်းတင်၍အဖသည်စီးသွားလျက်ဖျားသခင်၏လူကိုလိုက်လေ၏တပိတ်ပင်အောက်မှထိုင်လျက်ရှိသည်ကို တွေ့လျင်တင်သည် ယူဒပြီမလာသောဖျားသခင်ဤလူမှန်တလို့ဟုမေးသောနာမန်သည်ဟုပြန်ဆို၏ပရောဖက်ကလည်းနာနှင့်အတူငါအိမ်သို့လိုက်၍မုတ်ကိုစားပါလောဟုခေါ်ပင်လျင်နာသည်တင်နှင့်အတူမလိုက်ရတင့်အိမ်သို့မဝင်ရဤအရ၌မုတ်ကိုမစားရေကိုလည်းမတောက်ရထာဝရဖျားကထိုအရ၌မုတ်ကိုမစားနှင့်ရေကိုမတောက်နှင့် လာတော့လမ်းဖြည့်မပြန်နှစ်ဟုငါအာမိတ်တော်မူကြောင်းကိုပြောဆို၏ပရောဖက်ကလည်းငါသည်တင်ကဲ့သို့ပရောဖက်ဖြစ်၏တင်သည်မုတ်ကိုစား၍ရေကိုတောက်စေခြင်းကတင်ကိုငါအိမ်သို့ခေါ်ရမည်ကြောင်းကောင်းကင်တမန်သည်ထာဝရဖျား၏နှုတ်ကပတ်တော်အဖြစ်မှတ်ထားပြီဟုမူတာတုံး၍ပြောဆို၏ထိုကြောင့်ဖျားသခင်၏လူသည် ပရောဖက်နှင့်အတူပြန်လာ၍သူ၏အိမ်မှမုတ်ကိုစား၏ရေကိုလည်းတောက်၏ထိုသူနှစ်ပါးတို့သည်စပွဲနားမှထိုင်စဉ်တွင်ခေါ်ခဲ့သောပရောဖက်သို့ထာဝရဖျား၏နှုတ်ကပတ်တော်သည်ရောက်၍ယူဒပြည်မှလာသောဖျားသခင်၏လူအားတင်သည်ထာဝရဖျား၏နှုတ်တော်ထွက်ကိုနားမထောင်တင်၏ဖျားသခင်ထာဝရဖျားထားတော်မူသောပြည့်ညတ်တော်ကိုမဆောက် ်ဤမီသောအရက်၌မုတ်ကိုမစားနှင့်ရေကိုမတောက်နှင့်ဟုပညတ်တော်မူသောအရက်သို့ပြန်လာ၍မုတ်နှင့်ရေကိုစားတောက်သောကြောင့်တင်းဤအလောင်းသည်ဘိုးဘေးတို့၏တင်ကြိုင်းသို့မရောက်ရဟုထာဝရဖျားမိတ်တော်မူကြောင်းကိုအော်ဟေး၍ဆင့်ဆို၏မုတ်နှင့်ရေကို စားတောက်ပြီးမှထိုပရောဖက်သည်ပြန်လာသောပရောဖက်အဖို့မိမိမိကိုဂုံးမိတင်၍လွတ်လိုက်လေ၏ လမ်းမှာချင်းတိတွေ့၍တက်၏အတိကောင်သည်လမ်း၌လဲ၍မြင်းနှင့်ချင်းတိသည်အနားမှာရက်နေ၏အတိကောင်သည်လမ်း၌လဲ၍မြင်းနှင့်ချင်းတိသည်အနားမှာရက်နေသည်ကိုထီးသွားသောသူတို့သည် မြင်လျင်အသက်ကြီးသောပရောဖက်နေသောမြို့သို့လာ၍တရင်ပြောကြ၏ခေါ်ခဲ့သောပရောဖက်သည်ထိုတရင်ကိုကြားလျင်ထာဝရဖျားဤအမိန့်တော်ကို နာမထောင်သော ဖရာသခင်ဤလူဖြစ်လိမ့်မည်။ထာဝရဖရာသည် ထိုသူအားမိတ်တော်မူသောစကားအတိုင်းသူကိုရှင်သေး၌အတော်မူသဖြင့်ရှင်သေးသည်ကြိုက်တက်လေပြီတကားဟုဆိုလျက်မိဘမှာဂုံးကြီးကို တင်ကြလော့ဟုသားတို့အားဆိုသည့်အတိုင်းသူတို့သည်ဂုံးကြီးတင်ကြ၏ပရောဖက်သွား၍အတေကောင်သည်လမ်း၌လဲလျက်မိနစ်ရှင်သေးသည် အနားမှာရက်နေလျက်ရှိသည်ကို တွေ့၏ရှင်သေသည် အသေးကောင်ကို မစားမိကိုလည်းမကိုက်အသက်ကြီးသောပရောဖက်သည်ဖျားသခင်ဤလူအလောင်းကောင်ကိုမိဘတို့ချီ၍တင်ပြီးလျင်ငိုကြွေးမြည်တမ်းခြင်းကိုပြု၍တချို့ချင်းကမိမိမျိုးတို့ဆောင်သွား၏အလောင်းကောင်ကိုမိမိတင်ချိုင်းတွင်၌ထားလျက်အုံငါညီဟု၍ငိုကြွေးမြည်တမ်းခြင်းကိုပြု၏ တကြိုပြီးမှသားတို့ကိုခေါ်၍ငါတည်သောအခါဖျားသခင်ဤလူတင်းချိုင်းတွင်၌တကြိုကြလော့ငါအယိုးတို့ကိုသူ့အယိုးတို့အနာမှာထားကြလော့ဒေဒလာမျိုးရစ်ပလင်တစ်ဖက်ရှမာရီမျိုးရွာတွင် မြင့်သောအရက်ပေါ်မှစောက်သောအိမ်များတစ်ဖက် ထာဝရဖျားဤနှုတ်ကပတ်တော်တိုင်ကြွေးကြော်သောစကားသည်စင်စစ်ပြေဆုံးလိမ့်မည်ဟုမှားထားလေ၏ ်ယေရောဘောင်ဤကြီးလေးသောအဖြစ်ထိုနောက်မှယေရောဘောင်သည်မိမိအတ္တမလမ်းကိုမရှောင်။တာမညလူတို့ကိုမြင့်သောအရက်တွင်ယေပရောဟိတ်အရာ၌ထက်၍ခန့်ထား၏။ယေပရောဟိတ်လှုပ်ချင်သောသူရှိသည်များကိုချီးမြှောက်သည်ဖြင့်သူတို့သည် မြင့်သောအရက်တွင်ယေပရောဟိတ်ဖြစ်ကြ၏။ထိုတို့ပြုသောကြောင့်ယေရောဘောင်အမျိုးကိုမြေကြီးပြင်မှတုတ်တင်ပဲရှင်းစေသောအဖြစ်ရောက်သည်။ အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းတတ်သောမိတ်ဆွေတို့၌ဖျားသခင်၏ကောင်းကြီးမင်္ဂလာဖြာဖြာနှင့်ပြည့်စုံပါစေသောအာမင်